အတလက်တီကိုတင်အားချန်ပီယံလိပွဲစဉ်မှာအာဆင်နယ်အသင်းကို၄ဂိုးဂိုးမရှိနဲ့ဂိုးပြတ်အရေးနေပြီနောက်နီးပြစီမျိုးနီကအာဆင်နယ်အသင်းဟာဒီအာဒီအတလက်တီကိုတင်ရင်ဆိုင်ခဲ့ရတဲ့အသင်းတွေထဲမှာအကောင်းဆုံးတင်လို့ချီးကျူးခဲ့ပါတယ်စီမျိုးနီကအာဆင်နယ်အသင်းဟာဒီအာဒီကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့အကောင်းဆုံးအသင်းလို့ကျွန်တော်ပြောချင်ပါတယ်သူတို့ဟာတကွင်းလုံးမှာအရေးသူတွေအပြည့်ရှိနေပြီဒီပွဲမှာသူတို့အနိုင်ရဖို့ထိုက်တန်တာကြောင့်သူတို့ကိုကျွန်တော်ဂုဏ်ပြုချင်ပါတယ်ကျွန်တော်ဟာဒီပွဲအစမှာသူတို့ကိုကောင်းမွန်စွာရှင်ပြိုင်နိုင်ခဲ့ပေမဲ့ မိနစ်60ခရဲကသူတို့ကပိုကောင်းတဲ့အသင်ဖြစ်ပြီးအနိုင်ရဖို့ထိုက်တန်ပါတယ်ကျွန်တော်တို့ကအခုချိန်မှာနာမည်ပွဲတွေအတွက်အာရုံစိုက်ကတိုးတက်မှုတွေရှိအောင်လုပ်ဖို့လိုအပ်တယ်လို့ပွဲပြီး Amazon Prime ကိုပြောခဲ့တာပါဒီပွဲစဉ်ရဲ့ပထမပိုင်းမှာဂိုးမရှိသေးကြနေခဲ့ပေမယ့်အာဆင်နယ်အသင်းဟာပွဲချိန်58မိနစ်ကနေမိနစ်80အတွင်းအတလက်တီကိုအသင်းကို၄ဂိုးသွင်းပြီးဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်အာဆင်နယ်အသင်းတို့ရဲ့ဂိုးတွေကို Jorginho က၂ဂိုး Gabriel နဲ့ Martinelli တို့ကတဘိုးစီသွင်းယူခဲ့တာပါ အသက်ဒီကိုတင်ဟာအာဆင်နယ်အသင်းရဲ့ပွဲမတိုင်မီလီဗာပူရီယယ်အသင်းတို့နဲ့တွဲဆုံထားပြီးဖြစ်ပေမဲ့နီးပြဆီမိုနီကအာဆင်နယ်အသင်းကိုအကောင်းဆုံးအသင်းလို့ချီးကျူးခဲ့ပါတယ်။အာဆင်နယ်အသင်းနီးပြအာဒီဒါကဒီပွဲဟာခက်ခဲတဲ့ပွဲဖြစ်ခဲ့ပေမဲ့သွင်းကိုယ်တွေသွင်းပြီးနောက်မှာနေရာလွတ်တွေရှာဖွေရတာလွယ်ကူသွားခဲ့ပြီးအနာရလက်တွေပျော်ရွှင်တယ်လို့ပြောခဲ့ပါတယ်။ ီဘွဲမှာအာဆင်နယ်အသင်းအတွက်ငိုသွင်းယူခဲ့တဲ့တိုက်စစ်မှုယူဂရက်စ်ဟာကိုဘွဲဆက်ကိုပေါက်ပျောက်ဆုံးမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ယူဂရက်စ်ကအာဆင်နယ်အသင်းအတွက်နောက်ထပ်သွင်းကိုအများပြားသွင်းယူနိုင်မယ်လို့ယုံကြည်မှုရှိကြောင်းပြောခဲ့တာပါ။အာဆင်နယ်အသင်းဟာဒီအသီးချန်ပီယံလိလီဖေးပွဲစဉ်၃ပွဲကစားပြီးမှရာနိုးပြေနိုင်ပွဲနဲ့အမပေးစရာအဆင့်၃နေရာရပ်တည်နေပြီ။အတလက်တီကိုအသင်းကတော့၃ပွဲနိုင်၂ပွဲရှုံးနဲ့အဆင့်၁၈နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။